မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီဒာညချမှုဦးစီးဌာနကနေမက်ရှလာစေရဲ့ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့တွင်တိမ်တင့်တက်မှတိမ်ထူရနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အလယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထုံနေကဘင်္ဂလားပင်လယ်မြောက်ပိုင်းတွင်အများအပြားဖြင့်တာယာနေပါမယ် ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုအနည်းငယ်ရှာနေပါတယ်။ရွာအရုံ60ဖြစ်ပါတယ်။စကန်တိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်တိမ်တင်တင်ဖြစ်တော်မီကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်အများအပြားဖြစ်တည်ရပါမယ်။မြမပင်လေပင်တွင်လှိုင်းတင်တင်ရှိပါမယ်။ လိုင်းမြစ်မှာမြမကန်ရန်တချောင်းနဲ့ကန်းလွန်ပေလေးမျိုးတွေ၅ဘီမှ၈ဘီကန်ရှိနိုင်ပါတယ်။နောက်နေ့အထက်ခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမှနေရာကျကျမိုးရွာနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတစ်ဝိုက်အတွက်ဒီကနေ့ညနေဒီခမ်းမန်းချက်ကတော့အများအပြားဖြင့်တာယာပါမယ်။ ရန်ကုန်မြို့နယ်ဒီတစ်ဝိုက်အတွက်ဒီနေ့ညနေထိခံမှန်းချက်ကတော့တိမ်နေငယ်ဖြစ်ထွန်းပါမယ်ရှင်။